မင်္ဂလာပါခင်ဗျရှကုခစ်တိကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ချက်ဖို့ပါတီကနေတဆင်းအတူရောက်ရွေးကောက်ပွဲဝင်ကြမယ်အချက်ဖက်စစ်တပ်ကညိုစော့အောင်နှင်းတွေညာထုံးဦးတဲ့အောင်ဆန်းအပါဝင်အစိုးရဘက်ယာတုယူထားတဲ့သူတွေဟာလက်ရှိတာဝန်တွေကနေပါအနာမယူပဲမဲဆွယ်စီယုံရွေးကောက်ပွဲဝင်ကြအောင်မှဖြစ်တယ်လို့ဆိုပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာနိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များညှိနှိုင်းကြမှာ UNG CRPH ကတက်ရောက်ခဲ့ပြီးမြန်မာအကြက်ဖက်စစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲနဲ့ရလက်ကိုအတိမတ်ပြုကြဖို့တောင်းဆိုလက်တဲ့တင်ပါဝင်နောက်ဆုံးရရှိထားတဲ့တင်တွေကိုတင်ဆက်ပြပါမယ်အခုပြပါစုတင်ဆက်ပေးခြင်းတဲ့တင်ကတော့ကျက်ဖို့ပါတီကနေတဆင်အတူရောင်ရွေးကောက်ပွဲဝင်ကြမယ်အကြံဖက်စစ်တက New Saw Online တွင်မြာထုံးဦးတင်အောင်ဆန်းအပါဝင်အစိုးရအဖွဲ့ယာဒူးယူထားတဲ့သူတွေဟာ လက်ရှိတာဝန်တွေကနေပါအနာမယူပဲမဲဆွဲစီယုံရွေးကောက်ပွဲဝင်ကြအောင်မှဖြစ်တယ်လို့ကျန့်ဖို့ပါတီတည်ရင်မြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့လက်ရှိအကြံဖတ်မင်းအွန်လိုင်းရဲ့စေခိုင်းချက်အရသူတို့ရဲ့စစ်တပ်နဲ့အရက်ဖက်အရာရှိတွေဖြစ်တဲ့မျိုးစော့အောင်လင်းတွေမြာထုတ်ဦးဝင်းကြီးတင်အောင်စန်းဒုဗိုလ်ချုပ်ကြီးဟောင်းလီဖြစ်တဲ့ကံမြန်တန်းတေစာကျော်တပ်ပုံဖုံမြက်လင်းအောင်စိုးတင်နိုင်စတဲ့သူတွေအပါအဝင်ဝင်းကြီးတွေဒုဝင်းကြီးတွေပြည်နယ်တိုင်းဝင်းကြီးချုပ်တွေဟာ ပြည်သူလွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်နယ်တိုင်းလွတ်တော်အမတ်တွေအနေနဲ့ကျန့်ဖို့ပါတီကိုစားပြုအဖြစ်သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးမှာပါဝင်ရှင်ပြိုင်ကြအောင်မှာဖြစ်တယ်လို့ဆိုပါတယ်အဲဒီလိုကျန့်ဖို့ပါတီကလည်းတစ်စက်အတူရောင်ရွေးကောက်ပွဲဝင်ကြမယ်စစ်ဘက်အရက်ဖက်အရာရှိတွေဟာသူတို့ရဲ့မူလတာဝန်ဖြစ်တဲ့စစ်တပ်ကယာတုတာဝန်တွေကိုလည်းအနားယူမှုမရှိဘဲတဖက်မှာလည်းရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးမှုကိုရှင်ပြိုင်ကြအောင်မှာဖြစ်တယ်လို့ကျန့်ဖို့ပါတီတရင်အရင်မြစ်ကပြောထားပါတယ် အဲ့ဒီလိုပုံစံနဲ့ဝင်ပြိုင်မဲ့အကြောင်းတွေကိုလည်းချက်ဖို့ပါတီကလုပ်နေတဲ့အောင်နိုင်ရေးအစည်းအဝေးတွေမှာအဲ့ဒီအရာရှိတွေကအတိပေးလာတာဖြစ်ပြီးသူတို့အနေနဲ့စစ်ဘက်ရက်ဖက်တာဝန်တွေနဲ့မအားမလက်ဖြစ်နေလို့ဆိုပြီးကိုစလဲလောင်းအတွက်သက်ဆိုင်ရာမြို့နယ်ခရိုင်မှာရှိတဲ့ချက်ဖို့ပါတီဝင်တွေနဲ့တာဝန်ရှိသူတွေကပါတီအောင်နိုင်ရေးကိုပို့ပြီးအားစိုက်လှုပ်ဆောင်ပေးရမယ်ဆိုပြီးအထက်စီးကနေအရင်လိုမိုးကြွှဲကိုပုံစံတွေနဲ့မူရင်းချက်ဖို့ပါတီဝင်တွေကိုအမိန်ပေးတာတွေလာလုံနေတယ်လို့ချက်ဖို့ပါတီတရင်အရင်ကဆက်ပြီးပြောထားပါသေးတယ်။ အဲ့ဒီလိုချက်ဖို့ပါတီကနေတဆင့်အတူရောက်ရွေးကောက်ပွဲဝင်ပြိုင်ဖို့မဲအောင်လိုင်းစိန်လွတ်ထားတဲ့စစ်ပန်းရဲ့အရက်ဖက်အရာရှိကြီးတွေဟာသူတို့မဲဆွယ်စီယုံရေးအတွက်ကိုပါကိုပိုင်းလုံကြုံရေးအဖွဲ့ကိုပိုင်းမဲဆွယ်စီယုံရေးအဖွဲ့ကိုပိုင်းရုံးအဖွဲ့တွေနဲ့သူတို့စစ်တပ်က လုံမဲ့ရွေးကောက်ပွဲအတူကြီးမှာမူရင်ချက်ဖို့ပါတီဝင်တွေရဲ့အပေါ်စည်းကနေနေရာယူပြီးဝင်ရောက်ရှင်ပြိုင်ဖို့လုံနေကြပြန်တယ်လို့ချက်ဖို့တည်င်းအရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျ က်မှာတော့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာနိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များညီလာခံမှာ UNG CPH ကတက်ရောက်နေပြီးမြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ရလဒ်ကိုအတိမတ်မပြုကြဖို့တောင်းဆိုလိုက်ပါတယ်။ဒါကတော့အော်တိုဘာလ19ရက်နေ့ကနေအော်တိုဘာလ23ရက်နေ့အထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ဆက်ဆက်အစည်းအဝေးတွေကို UNG CPH ရဲ့ဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်ရာ မြန်မာလွတ်တော်ကုစလေအဖွဲ့တက်ရောက်နေပြီးတောင်းဆိုလိုက်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအစည်းအဝေးအတွင်းမှာပဲလက်ရှိမြန်မာနိုင်ငံကအကြမ်းဖက်စစ်တပ်ဟာနေဆက်ဖြတ်ကျော်မှုကင်းတွေအွန်လိုင်းလိမ်လည်မှုတွေကနေအကျိုးအမြတ်ရနေတဲ့အကြောင်းအဲ့ဒီလိုဆက်အနာရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံမှုဟာဒေတာတွင်းမှာအွန်လိုင်းလိမ်လည်မှုတွေနဲ့ကြားဖြတ်ဆန္ဒတွေကိုတရားဝင်ယက်တီနိုင်အောင်ကူညီလှုပ်ဆောင်တာနဲ့အတူတူပဲဆိုတာကိုနိုင်ငံကအနေနဲ့သိစေချင်ပါတယ်လို့လေဒေါက်တာဝင်းမြတ်အီကပြောတော့ပါလေလက်ရှိကာလမှာတင် မြန်မာအကြက်ဖက်စစ်တပ်ကဆက်လက်ဂျူးလွန်နေဆက်ဖြစ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့အကြမ်းဖက်မှုတွေကြောင့်ဒုက္ခပေါင်းများစွာနဲ့နေရက်ဆုံးခွာနေရတဲ့ပြည်တွင်းကစစ်ပေးရှောင်ပြည်သူတွေနဲ့တခြားနိုင်ငံအသီးသီးကိုရွှေ့ပြောင်းရောက်ရှိနေတဲ့မြန်မာပြည်သူတွေရဲ့အခြေအနေတွေနဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုပါ UNGC ရဲ့ page ကအဲ့ဒီနိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့ညီလာခံအတွင်းရှင်းပြခဲ့ပြီးလက်ရှိအချက်ပတ်စစ်တပ်ကလုံမဲ့အတူယောင်ရွေးကောက်ပွဲနဲ့ရလက်အပေါ် နိုင်ငံတကာကအတိမတ်မပြုဘဲကန့်ကွက်ချဖို့ကိုလည်းတပါတဲ့တောင်းဆိုတော့ပါလေ။ဒါပြင်ဆန္နာဒိန်ငင်ကစပီမြန်မာစစ်တပ်ကမတရားဖမ်းဆီးထားတဲ့နိုင်ငံတော်အကြီးအကဲသမ္မတဦးဝင်းမြင့်နဲ့ဒေါက်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးကနိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးနဲ့တနိုင်ငံလုံးကပြည်သူတွေတောင်းတောင်းဖြတ်ဖြတ်မဲပေးတင်မြှောက်ခဲ့တဲ့2020ရွေးကောက်ပွဲရလဒ်အရရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုကမ္ဘာလွှတ်တော်အတိုင်းဝိုင်းကဆက်လက်အတိမတ်ပြုရေးကိုပါ အဲ့ဒီညီလာခံအတွက်တောင်းဆိုခဲ့တယ်လို့သိရပါတယ်။တဆက်ထဲမှာပဲလက်ရှိမြန်မာအရေးပဋိပက္ခဖြစ်ရှင်းဖို့နဲ့ရေရှည်တည်တံ့တဲ့အဖြစ်ရှာနိုင်မှုအတွက်ဆိုရင်လက်ရှိဆန္ဒရှင်အောက်ကလွတ်မြောက်ဖို့အတွက်ကြိုးစားနေကြတဲ့မြန်မာတော်လှန်ရေးအင်အားစုတွေရဲ့လုပ်ငန်းစဉ်တွေအပေါ်ကိုလည်းနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ထိတိယောက်ယောက်ပံ့ပိုးကူညီပေးဖို့ကပါအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနိုင်ငံတကာပါလီမန်များအဖွဲ့မှကမ္ဘာနိုင်ငံပေါင်း183နိုင်ငံကနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံကိုစားပြုအဖြစ်အကြမ်းဖက်စစ်တပ်ဘက်ကဖွဲ့စည်းကိုအတိမတ်ပြုခြင်းမရှိဘဲအမျိုးသားညီညွတ်အစိုးရ NG ပြည်တော်စုလွတ်တော်ကုစားပြုကော်မတီ CRPH ကိုသာ IPU ရဲ့အဓိကဆွေးနွေးဘက်မိဖက်အဖြစ်အတိမတ်ပြုထားတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကအကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူထိန်းချုပ်ထားတဲ့အကြမ်းဖက်ငွေလိမ်လုပ်ငန်းတွေရှိရာ KK ဘက်ကို စစ်တပ်ကဟန်ပြဝင်ရောက်စီးနှင်းမှုအပြီးမှာစစ်တပ်ကပဲထပ်မံစီးနှင်းမှုရှိနေလို့ဆိုပြီးအဲ့ဒီမှာရှိတဲ့တရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံသားအယောက်300ကျော်နဲ့ပြည်တွင်းအလုပ်သမားတွေယာနဲ့ချီထွက်ပြေးတိမ်းရှောင်နေတယ်လို့ BGF တပ်တွေကိုယ်တိုင်ကဂိတ်ဖွင့်ပေးထားတယ်လို့ခရင်ဒေတာတွင်းသတင်းရှင်းမိကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့အော်တိုဘားလ19ရက်နေ့ကပဲအကြံဖတ်စစ်တပ်ကသူ့လောက်ခံ BGF ခေါင်းဆောင်စောချစ်သူထိန်းချုပ်ထားတဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းတွေရှိရာ KK ဘက်ကို သူတို့စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ပါတယ်ဆိုတဲ့ဓာတ်ပုံတွေကိုဟန်ပြအနေနဲ့ထုတ်ပြန်ခဲ့ပါသေးတယ်။တကယ်တော့အဲ့ဒီလိုစစ်တပ်ကထုတ်ပြန်ခဲ့တဲ့ KK ပါဆိုတာဟာသူတို့စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူဦးစီးထိန်ချုပ်လုတ်ကန်နေတဲ့တရုတ်နိုင်ငံကစီးပွားရေးသမားတွေတရုတ်ဒူးစီးရိုက်ဂိုင်းတွေရဲ့ကြားဖြတ်ငွေလိမ်ဂိုင်းတွေအခြေစိုက်ရနေရဖြစ်ပြီးအဲ့ဒီလုပ်ငန်းတွေကိုလည်းနောက်ွယ်မှာစစ်တပ်ကပဲ BGF ခေါင်းဆောင်စောချစ်သူနဲ့အတူအကျိုးတူပူးပေါင်းလှုပ်ဆောင်နေတာဖြစ်တဲ့အတွက်အဲ့ဒီနေရာကိုစစ်တပ်ကဝင်ရောက်စီးနင်းပြတဲ့ဟန်ပြလုပ်ရဟာ တို့အချင်းချင်းလဝါချင်းရိုက်ပြီးနိုင်ငံတကာကိုရုတ်ရှင်ရိုက်ပြနေတာဖြစ်တယ်လို့ကရင်ဒေတာတွင်းသတင်းအရင်းမြစ်ကပြောခဲ့ပါသေးတယ်။အဲဒီလိုကြက်ဖြတ်ဝင်လေလုပ်ငန်းတွေရှိရာကကပတ်ကိုစစ်တကဟန်ပြဝင်ရောက်စီးနှမှုအပြီးမှာပဲဒီကနေ့အောက်တိုဘာလ22ရက်နေ့မနက်ပိုင်းမှာလေအဲဒီနေရာကိုစစ်တကပဲထပ်မံစီးနှမှုရှိနေလို့ဆိုပြီးအဲဒီမှာရှိတဲ့တရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံသားအယောက်300ကျော်နဲ့ပြည်တွင်းအလုပ်သမားတွေယာနဲ့ချီထွက်ပြေးတိမ်းရှောင်နေသလို့ အဲ့ဒီသူတွေကိုစစ်တလောက်ခံ BG ရဲ့တက်တွေကိုတိုင်းကပဲ gate ဖွင့်ပေးထားတယ်လို့ကရင်ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါလေလက်ရှိမှာတော့အဲ့ဒီကြက်ဖြတ်ငွေလိန်ဂိုင်းတွေရှိရာစစ်တလောက်ခံ BG ရဲ့တက်တွေထိန်းချုပ်ထားတဲ့ KK ဘက်ကနေထပ်ပြတိန်ရှောင်နေတဲ့နိုင်ငံသားတွေဟာတိုင်းနိုင်ငံဘက်ကို BG ရဲ့အကူအညီနဲ့ကန့်ကူဖို့လှုံ့ဆော်နေပြီး BG ရဲ့တပ်ဖွဲ့ကလည်း KK ဘက်အတွင်းကတကားတွေနဲ့ gate တွေကိုဖွင့်ပေးထားတယ်လို့စစ်တပ်နဲ့ BG ရဲ့တက်ကတော့ အဲ့ဒီအချိန်မှာဝင်ရောက်စီးနင်းတာမျိုးမရှိသေးပဲ KK Pass site နားမှာပဲရှိနေတယ်လို့ကရင်ဒေတာတွင်တင်အရင်မြေကပြောထားပါသေးတယ်။ထိုင်းနိုင်ငံဘက်ကတော့ကန်ကူဘိုလုံနေတဲ့အထက်ကအဲ့ဒီ KK Pass ကိုရောက်နေတဲ့သူတို့နိုင်ငံသားတွေကသာပြန်လဲခေါ်ယူနေပြီမဲ့တခြားနိုင်ငံသားတွေကိုကန်ကူကွင်မပေးပဲပိတ်ထားတဲ့အတွက်ပြည်တွင်းမြန်မာတွေကတော့မြောက်ရီမြို့နယ်ရွှေကုတ်ကိုဘက်ကိုသွားဖို့စူးစမ်းနေကြတယ်လို့လေကရင်ဒေတာတွင်တင်အရင်မြေကပြောထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့အကျက်ဖက်စစ်တပ်ကမခုတ်ကူနဲ့စလင်းမြို့နယ်တွေမှာလူငယ်ခုနှစ်ဦးကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးတွားကြပြန်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။မကွေးတိုင်းကပခုတ်ကူမြို့နယ်မှာဆိုရင်အောက်တိုဘာလ21ရက်နေ့ဖြစ်တဲ့မနေ့ကပဲအရှိတ်၆ကန်းဂျေးရွာကိုအကျက်ဖက်စစ်တပ်ကဝင်ရောက်လာပြီးလူငယ်၃ဦးကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးတွားတယ်ဆိုပါတယ်။အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေဟာအသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းရှိတဲ့လူငယ်တွေဖြစ်ပြီး လက်ရှိမှာအဲ့ဒီလူငယ်၃ဦးကိုစစ်တပ်ကဘယ်မှာဖမ်းဆီးထားလဲဆိုတာမသိရသေးဘူးလို့လည်းဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကပြောပါတယ်အလားတူမကွေးတိုင်းကဆလင်းမြို့နယ်မှာလေအော်တိုဘာလ19ရက်နေ့ကပဲဆလင်းမြို့မှာဈေးအနီးမှာအချမ်းဖက်စစ်တပ်နဲ့ပြူစောတိတွေကလူငယ်၄ဦးကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားပြီးအဲ့ဒီလိုဖမ်းဆီးခံရတဲ့လူငယ်၄ဦးဟာဘေးအတွက်ဆိုင်ကယ်မောင်းတဲ့သူ၂ဦးနဲ့ဆလင်းမြို့ပေါ်မှာဈေးလာဝယ်တဲ့ဂျေးရွာနေလူငယ်၂ဦးဖြစ်တယ်လို့လည်းပြည်သူညီနောင်ဆလင်းတာဝန်ခံကိုပြည်သူကပြောထားပါသေးတယ်။ အလားတူအော်တိုဘာလ16ရက်နေ့ကလည်းအဲ့ဒီစလင်းမျိုးနဲ့စစ်တကိုင်းဂျေးရွာအမိုက်ကျင်းမှာတားဖတ်၃ဦးကိုစစ်တကဖမ်းဆီးပြီးဖခင်ဖြစ်တဲ့သူကိုသာပြန်လွတ်ပေးပြီးတော့တားဖြစ်သူ၂ဦးကိုစစ်မှုထမ်းဖို့ဖမ်းဆီးထားသလိုတစ်ဖက်ကတနက်ကုန်းဂျေးရွာနေလူငယ်၄ဦးကိုလည်းအဲ့ဒီမှာပဲအကြမ်းဖက်စစ်တကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ အချင်းဖတ်စစ်တကလုံခြုံရေးတွေအထူးတင်းကျပ်ထားတဲ့ရန်ကုန်မြို့မှာပဲလိုင်းသားရမြို့နယ်ကတောင်ကြီးရေစခန်းကိုရန်ကုန်မြို့ပြတော်လန်ကြီးရပ်ပေါ်ကြီးကလက်ပစ်ပုံး၃လုံးနဲ့ပစ်သွင်းတိုက်ခိုက်ရမှာပစ်ခတ်မှုအပြီးရေစခန်းတိုင်းကိုလူနာတင်ကားတွေဝင်ရောက်သွားတယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အော်တိုဘလာ၂၁ရက်နေ့ဖြစ်တဲ့မနေ့ကည၁၀:၀၀ဝန်းကျင်လောက်မှာပဲရန်ကုန်မြို့လိုင်းသားရမြို့နယ်အနောက်ပိုင်းအနောက်ထားလမ်းမပေါ်မှာရှိတဲ့အချမ်းဖက်စစ်တပ်ရဲ့တောင်ကြီးရေစခန်းကို ရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တွေကလက်ပစ်ဘုံ၃လုံးပြစ်သွင်းတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ရဲစခန်းဝင်းနဲ့ကိုလူနာတိန်ကားတွေဝင်ရောက်သွားတဲ့အတွက်ရဲတွေဘက်ကထိခိုက်မှုတွေရှိနိုင်ပြီးအခြေအနေအသေးစိတ်ကိုဆက်လက်စုံစမ်းနေပါတယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်လက်ရှိရန်ကုန်တိုင်းမှာအကြမ်းဖက်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပါလုံခြုံရဲတွေကိုအရင်ထပ်ပို့ပြီးတင်းကျပ်ထားတဲ့ကြားကရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တွေကလည်း စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုအခုလိုဖောက်ခွဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ချင်းမီနယ်ဟာခမ်မြို့နယ်ကရတပီသူတွေနေထိုင်ရာဇာတယ်ဂျီရွာစတင်ကျောင်းကိုအချက်ဖက်စစ်တပ်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်တွားပြန်တယ်လို့ Santan Revolution Force ကထုတ်ပြန်ထားပါတယ်ဒါကတော့အောက်တိုဘာလ27ရက်နေ့ဖြစ်တဲ့မနေ့ကပဲ အကျံဖက်စစ်တပ်ကဟာခါမြို့နယ်မှာရှိတဲ့ရတပ်ပြည်သူတွေနေထိုင်ရာဇာတယ်ကျေးရွာစတင်ကြောင်းကိုပါတိုက်ပွဲမှာမဖြစ်ပဲရည်ရွယ်ချက်ရှိရှိလေနဲ့လာပြီးဘုံတွေချက်ချသွားတယ်ဆိုပါတယ်အဲ့ဒီလိုအကျံဖက်စစ်တပ်ကရတပ်ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ကျူးလွန်နေတာတွေဟာသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအောင်မြင်ဖို့တစ်ဖက်မှာလူလူအပေါ်အကြောက်တရားရိုက်သွင်းပြီးအကျံဖက်နီလန်းနဲ့ချင်းချောက်တိုက်ခိုက်မှုတွေကျူးလွန်နေတာဖြစ်တယ်လို့လေ Samtan Revolution Force ကထုတ်ပြန်ထားပါတယ်ဒါပြင် အကျန်းဖက်စစ်တပ်ဟာသူတို့ရွေးကောက်ပွဲလုပ်လို့မရတဲ့နေမျိုးတွေကိုလက်ရှိမှာလေချောင်းကနေဘုံကျဲတက်ခိုက်မှုတွေနေရအနှံ့လိုက်လုံနေတာဖြစ်တဲ့အတွက်လက်ရှိဟာခါမျိုးတွေကပြည်သူတွေအနေနဲ့လေအကျန်းဖက်စစ်တပ်ရဲ့လေချောင်းအနေရကိုအထူးသတိပြုနေထိုင်ဖို့ကိုပါ Samtan Revolution Force ကထုတ်ပြန်ထားပါသေးတယ်ခင်ဗျာတဖက်မှာတော့လူသမားရေးဦးဆောင်လို့ရှားသူဒေါ်မျိုးမျိုးအေးကိုတန်နှစ်အောင်နဲ့မတ်တပ်သားဆွေတို့ပြန်လည်လွတ်မြောက်လာပြီမြဲ SDUM လုံတမတမကအဖွဲ့ဝင်ကိုဦးဆက်လက်ဖမ်းဆီးခံထားရတယ်လို့ SDUM ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့အချမ်းဖက်စစ်တပ်ကပြီးခဲ့တဲ့ဇူလိုင်လကပဲ SDUM ဦးဆောင်သူဒေါ်မျိုးမျိုး A နဲ့ SDUM အဖွဲ့ဝင်စေဦးကိုဖမ်းဆီးပြီး66ကားကြီးလိုပုံမှန်တွေအပါဝင်တရားစွဲအမှုဖွင့်ခဲ့တယ်ဆိုပါလေ။အဲ့ဒီ SDUM ဦးဆောင်သူဒေါ်မျိုးမျိုး A နဲ့အဖွဲ့ဝင်တချို့ကိုပြီးခဲ့တဲ့2020ခုနှစ်စက်နာသိမ့်တဲ့အချိန်ကလည်းပုံမှန်ငါးငါးကားကြီးနဲ့စစ်တပ်ကဖမ်းဆီးခဲ့ပူးပြီး အဲ့ဒီနှစ်အော်တိုဘာလမှာပဲလူငင်းခွင့်နဲ့ပြန်လွတ်ပြီးပြီးတဲ့နောက်အခု2025ခုနှစ်ဇွန်လလမှာ SDUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ဝင်၁၀ဦးကိုစစ်တပ်ကထပ်မံဖမ်းဆီးပြီးတော့အမှုဖွင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်အခုအော်တိုဘာလ20ရက်နေ့ညနေပိုင်းမှာပဲဖမ်းဆီးခံထားရတဲ့ SDUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးကိုတက်နှစ်အောင်နဲ့မတ်သက်ထားဆွေတို့ဟာပြန်လည်လွတ်မြောက်လာပြီးနေအိမ်ကိုပြန်လည်ရောက်ရှိလာပြီးမြက်နောက်ထပ်ဖမ်းဆီးခံထားရတဲ့ SDUM အလို့သမားတမကအဖွဲ့ဝင်၉ဦးဟာဆက်လက်ဖမ်းဆီးခံထားရတယ်လို့ STUM ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ဒါနဲ့ပတ်သက်ပြီးလက်ရှိ ILO အပြည်ပြည်ဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ်က Article 33နဲ့မြန်မာအချက်ဖတ်စစ်တပ်ကိုတန်ခတ်ပိတ်ဆို့အရေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားဖို့ဆုံးဖြတ်လိုက်မှုကြောင့်မြန်မာအချက်ဖတ်စစ်အုပ်စုဟာ PR များစွာကြုံတွေ့နေရတဲ့အချိန်မှာပဲတဖက်ကအလို့သမားရေးဥဆောင်လှုပ်ရှားသူတို့ချို့ပြန်လဲလွတ်မြောက်လာတာဖြစ်တယ်လို့အလို့သမားရေးလှုပ်ရှားတဲ့သူတွေကပြောထားပါသေးတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ